ရေဆုံးကြာဆောင်ရေစိန်နားမှာဖြစ်ပါတယ်။ဘင်းခေါ်ပြီးတော့ကုံလာဦးနေတို့လှီးပြီးတော့ရေစေးထားပါ။ဧဝရစီထည့်ပြီးတော့ကျွတ်တော်မြူစီတတ်မှာဖြစ်ပါတယ်။ အဲ့ဒါမွေးလာပြီဆိုရင်အသားဆင်းထားတာလေးတွေထည့်ပြီးတော့စက်ကြုံပါပါ။ သားချက်ပြီဆိုရင်ကျော်နေတဲ့သားလေးကိုဘေးလေးတစ်ချက်ခဏဖယ်ထားပြီးတော့ကျုပ်တလုံးဖောက်ထည့်ပါတယ်ကျုပ်ကိုရတာထည့်ပြီးတော့ဝသားလေးနဲ့ အသားလေးနဲ့ရောပြန်ကြောပါဦးဒီစေးထားတဲ့ကော်ဖီထည့်ပေးပါ စာချုံမွန်တရားအရသာလို့သလောက်ထည့်ပြီးတော့အလုံးလွမ်းသွားတဲ့ဒီစက်ကြုံပါပါ။ ကျော်ရဲ့ copy နွမ်းလာပြီဆိုရင်ရေစိမ်းထားတဲ့ကြာဆန်ထဲပါမယ်ကြာဆန်ကိုပင်းငံပြရဲ့အနောက်လင်းငယ်ထည့်ပြီးတော့ရောင်းရအောင်လို့နေပေးပါပါ ကြာစံအတွက်လည်းရတာတွေထပ်ထည့်ရပါမယ်ပြင်းတော့ကြာစံနဲ့ကော်ပီတွေလုံးသွားအောင်လို့ရောသွားအောင်လို့ ဆက်မှုပြီးတော့ကြော်ပေးနေရမှာလား ကြာစံနူးသွားအောင်လို့ရေနေချင်းထည့်ပါမယ်။ဒါဆိုရင်ဆက်ကြော်လိုက်မယ်ဆိုရင်ကြာစံကြော်တပွဲရပြီဖြစ်ပါတယ်။အဲ့ဒါကိုအချင်းလေးနဲ့ခွာသီးနဲ့ငရုတ်သီးသိမ်းနဲ့အချင်းလေးနဲ့စားလို့ရပါပြီ။အားလုံးကျေးဇူးတင်ပါတယ်။စိတ်ချမ်းသာကိုကြမ်းမှရှိကြပါစေ။